အားလုံးပဲမင်္ဂလာရှိသောစောင်းနေ့လေးဖြစ်ပါစေလို့ကျမစင်တီကဥစွာနှုတ်ဆက်ဆုတောင်းလိုက်ပါရရှင်။ CJ Platform ရဲ့နေ့စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့နောက်ဆိုရမိုးလဝတ္တခမှန်ချက်တွေကိုဆက်လက်ပြောပြပေးသွားပါမယ်ရှင်။ဒီကနေ့နိုဝင်ဘာလ29ရက်နေ့ကြတာပြည်နေ့အတွက်မိုးလဝတ္တခမှန်ချက် model တွေမှာဖော်ပြထားချက်အရမြန်မာနိုင်ငံမှာအပူချိန်တွေဆက်လက်ကျဆင်းနေပြီးရှမ်းချင်းနဲ့ကချင်ပြည်နယ်မြောက်ပိုင်းတွေကလွယ်ပြီးတဲ့ပြည်နယ်နဲ့တိုင်းတွေမှာအများဆုံးအပူချိန်30ဒီဂရီဆက်စီရတာရှိတော့မှာဖြစ်ပါတယ် ရှမ်း၊ချင်းနဲ့ကချင်ပြည်နယ်မြောက်ပိုင်းမှာတော့တနိုင်ငံလုံးထက်ပိုအေးပြီးအများဆုံးအပူချိန်24ဒီဂရီဆက်စီယက်ထိသာရောက်ရှိနိုင်မှာပါရှင်။ထူးခြားမှုအနေနဲ့ကတော့မန္တလေးတိုင်းမန္တလေးနဲ့ဆက်ဆက်နေတဲ့စကိုင်းမြို့နယ်နဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာတော့အပူချိန်32ဒီဂရီဆက်စီယက်ထိအမြင့်ဆုံးရောက်ရှိမှာဖြစ်ပြီးရခိုင်တပြည်လုံးအနေနဲ့ကတော့32ဒီဂရီဆက်စီယက်ကနေ34ဒီဂရီဆက်စီယက်အပူချိန်ထိခံစားရနိုင်ပါရဲ့ရှင်။ ဒီနေ့မှာတော့မိုးရသွန်းမှုအခြေအနေမရှိတော့သလိုမြန်မာနိုင်ငံရဲ့မိုးလွန်ကာလကလည်းနိုဝင်ဘာလ30ရက်နေ့ဖြစ်ပြီးမိုးကုတ်ပြီးကြနဲ့တဖြည်းဖြည်းပိုအေးလာတော့မှဖြစ်တာကြောင့်မိုးအကုတ်ဆောင်အကူကာလမှာရာသီတုပ်ကွေးဖြစ်တတ်တာကိုသတိထားကြစေလိုပါရဲ့ရှင်။ညအပူချိန်တွေအနေနဲ့ကတော့ကရင်နီရှမ်းမန္တလေးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊မကွေးတိုင်းနဲ့နေပြည်တော်တို့မှာနောက်နှစ်ရက်အတွင်းညအပူချိန်တွေဆက်လက်ကျဆင်းလာမှာဖြစ်ပါတယ်။ မြမပင်လေပြင်ထဲမှာတော့လှိုင်းအတင်းတင်းရှိနိုင်ပြီးမြဝကျုံပေါ်ရခိုင်ကဲယူရန်တက်လျှောက်တဲ့ကမ်းလွန်ပင်လေပြင်တွေမှာလှိုင်းအမြင့်ဟာ9ဘေကနေ9ဘေခန့်ရှိနိုင်ပါရဲ့ရှင်။မုတ်တမကွေမွန်တနင်္သာရီကဲယူရန်တက်လျှောက်တဲ့ကမ်းလွန်ပင်လေပြင်တွေမှာတော့တနာယီကို35မိုင်တီလေပြင်တွေတိုက်ခတ်လာပြီးလှိုင်းအမြင့်ဟာ9ဘေကနေ17ဘေခန့်ရှိနိုင်တာကြောင့်ပင်လေပြင်ခရီးသွားရင်လည်းကန်နီကန်ဝေးရေလောက်သားတွေအနေနဲ့သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ ဆက်လက်ပြီးထူးခြားမှုလေးဝတာဖြစ်စဉ်တွေကိုပြောပြသွားမှာပါကပလီပင်လယ်တောက်ပိုင်းကမလကာရီလက်ကြာမှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းဆန်ရဟာမနေ့ကအင်ဒိုနီးရှားနိုင်ငံကိုဖြက်ကျုံဝင်ရောက်ခဲ့ပြီးဒီနေ့မှာတော့အာပြော့သွားကလေပြန်းနယ်ရုပ်ဝန်အဖြစ်မလကာရီလက်ကြာကိုပြန်လည်ဆင်းသက်လာခဲ့ပါရဲ့ရှင်ဒီလေပြားနယ်ရဝန်ဟာဆက်လက်အားပြော့ပြီးမလေးရှားနိုင်ငံကိုဖျက်ချော်ပြီးတဲ့နောက်မှာပြည့်ပြည့်သွားနိုင်မှာဖြစ်ပါရဲ့ရှင်။ င်္ဂလာပင်လယ်ော်အနောက်တောင်ပိုင်းတရီလင်္ကာနိုင်ငံမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာလည်းအားကောင်းလာပြီးတော့မုန်တိုင်းငယ်အဖြစ်တရီလင်္ကာကုန်းတွင်ပိုင်းမှာဆက်လက်တည်ရှိနေပါရဲ့ရှင်။အဲ့ဒီမုန်တိုင်းငယ်ဟာဆက်လက်အားကောင်းလာဖို့ရှိနေပြီးဆိုင်ကလုန်းမုန်တိုင်းအဖြစ်ဖြစ်လာနိုင်ဖို့လည်းရှိနေပါတယ်။ဒီနှစ်ရဲ့မိုးရသည့်ကုန်းဆုံးရက်တွေဟာမြန်မာနိုင်ငံအတွက်တော့အကောက်ဘက်ကိုရောက်ရှိလာတယ်လို့ဆိုရမလို့ ပေလယ်ပြင်တွင်နေထုမငြိမ်မသန့်မှုတွေဖြစ်ပေါ်ပြီးမုန်တိုင်းတွေဆင့်ကဲဖြစ်ပေါ်နေပေမဲ့မြန်မာနိုင်ငံကိုတော့အရှိမျောက်လေစီချောင်းတွေအကောက်ကောက်နဲ့ဝင်ရောက်ခဲ့ရကြောင်းဒီမုန်တိုင်းတွေရဲ့အရှိန်ခံစားရတာမျိုးမရှိတော့ပါဘူးရှင်။အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုမိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကွန်းအိမ်ကမိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေရဲ့ဖော်ပြချက်တွေကနေတဆင့်ခန့်မှန်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေလေရှိပါတယ်။ ဒါကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလေးဝဒခမန်ချက်တွေကိုလည်းဆက်လက်ဆောက်ကြည့်ပေးကြဖို့မြစ်တာရက်ခတ်လိုပါရဲ့ရှင်။ CJ platform ရဲ့မူလေးဝဒခမန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရဲ့ရှင်။မိမိတို့ဒေတာအတွင်းမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ပါဦးရှင်။